အားလုံးပဲမင်္ဂလာပါဝမ်ချမ်ပီယံရှစ်ကတော့လာမယ့်ဒီဇင်ဘာ9ရက်159ပွဲစဉ်မှာဆိုလင်းဦးနဲ့ပွဲတီပေးခဲ့ပူပြီးတော့အကြောင်းမျိုးမျိုးကြောင့်ပွဲဖျက်လိုက်ရတဲ့ပြိုင်မဲ့ဖိုက်တာဟာရီဆင်ရဲ့ပွဲကိုမနည်းရပဲတရားဝင်ကြေညာလိုက်တာပါဟာရီဆင်ကဒီပွဲမှာကစ်ဘောက်ဆင်စီးမြင့်နဲ့ဂျပန်ဖိုက်တာဆူဇူကီကိုရှင်ပြိုင်ထိုးတက်ရမှာပါ ဟာရီစင်ကစိုးလင်းဦးနဲ့ထိုးသက်ချင်လို့လို့မြမလေးဝိတ်ကိုလောင်ပြောင်ခဲ့ပြီးပြိတ္တဆက်ဝင်စားမှုရအောင်လုပ်ခဲ့မှုတဲ့ဖိုက်တာတယောက်ပါဟာရီစင်ဟာအရင်လားကပဲလေ့ကျင့်ရေးမှရတဲ့တန်ရာကြောင့်ချိန်တော်ကြာနားရမယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်ခဲ့သေးတာပါဒါပေမဲ့ဝမ်ချမ်ပီယံရှစ်ကတော့2025မကုန်ခင်မှာပဲ Harrison ကိုဆိုလီဦးမဟုတ်ပဲတခြားသောပြိုင်ဘက်နဲ့ ွဲတီပေးလိုက်တာပါဒါပေမဲ့မြန်မာဖိုက်တာဆိုလင်းဦးရဲ့ပွဲကိုတော့ဝမ်ချမ်ပီယံရှစ်ကအခုထိကျင်ညာထားခြင်းမရှိသေးပါဘူးဆိုလင်းဦးဟာဝမ်ချမ်ပီယံရှစ်မှာပွဲမထိုးရတာတော်လေးကိုကြာနေပြီဖြစ်ပြီးတော့အခုလို သူနဲ့ပွဲတီပေးခဲ့ဘူးတဲ့ Harrison တို့လိုဖိုက်တာတွေတော်မှပွဲရပြီဆိုတော့ဝမ်ချမ်ပီယံရှစ်ကစိုးကြီးရဲ့ပွဲကိုကျင်ညာတင့်နေပါပြီဝမ်ချမ်ပီယံရှစ်ပရိသတ်တွေကတော့ ဆိုလီဦးရဲ့လာမဲ့ပွဲကိုတာဝန်ချမ်းရဲ့အကိုဆရာဖြစ်တဲ့ PTT နဲ့ပွဲဖြစ်စေခြင်းနေကြတာပါ PTT ကနောက်ဆုံးထိုးခဲ့တဲ့ပွဲမှာပြိုင်ဘက်ကိုအသာစီမီူနိုင်ခဲ့ပေမဲ့လည်းဒိုင်းလူကြီးတွေရဲ့နင်းနတာပေးဗလိုက်မှုကြောင့်အပွဲကိုအမှတ်နဲ့အနိုင်ပေးခံခဲ့ရတာပါ မြန်မာပြည်သက်တွေကလည်းစာချုပ်ရပြီးသားဖိုက်တာ ဆိုလင်းဦးရဲ့ပွဲကို မချေရတာကြပြီဆိုတော့ဆိုကြီးရဲ့ပွဲကို မျောလင့်နေကြပါပြီဆိုကြီးနဲ့ PTT တို့ပွဲဖြစ်လာရင်ဘသူနိုင်ရရှိသွားမယ်လို့ထင်တယ်။ဝမ်ချန်ပီယံရှစ်ကရော ဆိုလင်းဦးကိုဘလို့ပြိုင်ဘက်ဖိုက်တာနဲ့ပွဲတီပေးပြီးတော့ဘယ်ချိန်ကြီးညာလာမလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်ကြပါစို့လို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။